ဒီလိုဆိုလို့ချင်းသူတို့ဘာတွေသိချင်းပြည့်စည်အောင်ကြံပြင်းစိန်ကုနေတဲ့နေ့ဒီမင်္ဂလာရှိတဲ့နေ့ဟုတ်သလားမဟုတ်ဘူးမင်္ဂလာမရှိတဲ့နေ့သာဖြစ်တယ်အဲဒီဖက်ကသူတို့ဘာတွေကိုသိချင်းပြည့်စည်စေလို့တဲ့စိန်ဓာတ်လုံးလုံးမရှိပဲသူတို့ဘာအလုံးအပေါ်နဲ့မေတ္တာဘာဝနာကမ္မထာစီးပြန်ပြီးတော့မေတ္တာရင်းဖြန့်ကျက်ထားတယ်မေတ္တာရင်းဖြန့်ကျက်ထားပြီဆိုလို့ချင်းထိုနေ့ဒီမေတ္တာဘာဝနာကမ္မထာစီးပြန်နေခဲ့မယ်ဆိုရင်တော့မင်္ဂလာရှိတဲ့နေ့ဖြစ်ပါတယ် အဲ့ဒီလိုမင်္ဂလာရှိတဲ့နေလေးဖြစ်ခြင်းနဲ့ဆိုရင်နိုင်ရည်တွေမကြီးလေမေတ္တာဘာဝနာကမ္မဋ္ဌာန်းလေးစီးပြန်တတ်အောင်လည်းသင်ထားဖို့မကောင်းဘူးလားသိကောင်းတယ်နော်ဘယ်လောက်ကောင်းလဲနော်အဲ့ဒီမင်္ဂလာရှိတဲ့နေ့ဒီရုပ်ဗဗာတကောင်းသောမုဒ္ဒမုလျာချင်းဖြစ်တဲ့နေ့ပဲသူ့ဟုတ်ထိတ္တာယာတန်ချင်းကောင်းမြတ်တဲ့အိယာမှာထားရတဲ့နေ့ပဲကောင်းသောနန္နေခင်းမှာခမရဆိုပြီးတော့လောကမှာတော့နှုတ်ဆက်ကြတယ် ။အဲဒီနှုတ်ဆက်နေတဲ့ပုဂ္ဂိုလ်တွေဟာသုဒ္ဓရိုက်တရား၁၀ဘာကိုရှောင်ကျင်ပြီးသုဒ္ဓရိုက်တရား၁၀ဘာကိုဖြစ်ကျင်နေတယ်ဆိုရင်တော့သူတို့နှုတ်ဆက်တဲ့အတိုင်းမမှန်ဘူးလား။မှန်သွားတယ်။သုဒ္ဓရိုက်တရားတွေကိုဖြစ်ကျင်ပြီးတော့သုဒ္ဓရိုက်တရားတွေကိုရှောင်ရှားနေတဲ့ပုဂ္ဂိုလ်တွေကကောင်းသောနာနဲ့ခြင်းမှာခမညာဆိုပြီးနှုတ်ဆက်ရင်မှန်မှာမလား။မမှန်ဘူးတန်ခါတော်ဘက်ကနော်။